ကျို့တို့ရွာသားတွေစပားပေါ်ပြီးပဲတွေနှံ့တွေပေါ်ပြီးဆိုရင်တော့ရွာမှာပေါ်လာတက်တာကဂျင်ဝိုင်းနေပြဂျင်က၄កောင်ဂျင်၆កောင်ဂျင်ဆိုပြီးအဆုံရှိတယ်ကျို့တို့ခေတုံကတော့၄កောင်ဂျင်ပဲခက်စားတာဗျဂျင်သမားတွေစုပြီးတော့တက်နေရမှာကြိတ်ပြီးလုပ်တဲ့ဂျင်ဝိုင်းကိုတော့ကြိတ်ဝိုင်းလို့ခေါ်ကြတယ်များသောအားဖြင့်ဗျာကြိတ်ဝိုင်းတွေကိုအရေးကောင်းတဲ့ဝေယုံမကြီးတွေအောက်မှာဖြစ်စေပြီးတော့စိတ်ချရတဲ့အိမ်တိုင်မအောက်မှာဖြစ်ဖြစ်စုပြီးတော့လုပ်ကြတာရွာမအိမ်တုံကအိမ်တော်များများက ခြေတန်းရှင်အိမ်ကြီးတွေပေါ်တယ်ဗျအခုတော့အုံနဲ့တက်ပြီးတော့တိုက်ခိုင်နေဖြစ်ကုန်ပြီလေရွာမကဗျာအဲ့လိုကြိတ်ဝိုင်းလေးတွေအများအတိုင်းဖြစ်တာဝင်းမပေါ်သေးတဲ့ချိန်တော့နည်းနည်းပါတယ်ဗျရွာသားတွေလက်ထဲမှာငွေစားလေးတွေရှိလာပြီဆိုရင်တော့ကြိတ်ဝိုင်းကပေါ်လာရောဟောဒါပေမဲ့ရွာထဲမှာကြိတ်ဝိုင်း3-4ဝိုင်းမရှိဘူးဗျရွာကန်ကိုကိုဝတ်တို့ကရွာမှာသူ့ကိုတဝိုင်းမဲ့ထားရမယ်ဆိုပြီးတော့စီကံထုတ်ထားတယ်ပြီးတော့ဗျာဂျင်နောကဆိုတာကလည်း တကယ်လုံမိုက်လောကကြီးဗျသူတို့ကတက်ပြီဟေးဆိုပကတ်ထဲကခလေးကိုတောင်ခြံတာမဟုတ်ဘူးလေရဲမရှောင်စစ်သားမရှောင်ပဲဗျဒီတော့ကျွတ်အဖေဖြစ်တဲ့တကြီးကကြိတ်ဝိုင်းတွေကိုတိပေမဲ့မသိချင်အောင်စောင်းထားရတယ်ကျွတ်တို့ရွာနဲ့ခရလန်းကရွာတရွာမှဆိုရင်တော့တကြီးကဂျင်ဝိုင်းကိုတရင်ပေးလို့ဆိုပြီးတော့တမိသားစုလုံးကိုဝင်တက်ပြီးတော့အင်ကိုပါမင်းနဲ့ရှို့သွားတာအဲ့ဒီခက်ကကျွတ်တို့လိုရွာလေးဆိုတာကတွားရလာရလဲခက်ခဲတယ်လေဒါကြောင့်ရဲတို့ဥပဒေတို့ဆိုတာကလည်းလက်လန့်မမီဘူးဗျ တူတူရွာကဂျင်ဝိုင်းကတော့ကျိတ်ဝိုင်းလို့ဆိုပေမဲ့ပေါ်တင်နှီးပါပဲဗျဘယ်နေရာမှာလှုပ်တယ်ဆိုတာကကလေးကအစလူတိုင်းသိကြတယ်ဂျင်ဝိုင်းဆိုလို့ဗျဖဲဝိုင်းလိုမျိုးလူ၄၅ယောက်နဲ့ပြီးသွားတာမဟုတ်ဘူးဗျဂျင်ဝိုင်းဖွင့်တယ်ဆိုရင်တော့လူကအနည်းဆုံး၃၄၀လောက်တော့ရှိတယ်ဒီဝိုင်းကြီးကိုမသိဘူးဆိုတဲ့သူတွေကဖျားတရားလှုပ်ပြီးတော့လောင်ကစားစစ်မဝင်စားတဲ့လူကြီးတွေရဲ့ပတ်စံမရှိတဲ့ကလေးတွေရဲ့နောက်ပြီးတော့အဖေတို့လိုမသိကြအောင်စောင့်ထားတဲ့လူတွေပဲရှိတာ ကျေစောတာမကောင်းတဲ့လူတွေလို့ပြောရင်တော့ကျွတ်တို့ရွာကဖုန်ကြီးကဆတစ်ခုလက်တလင်กว่าမုတ်ဆုံးမပါမကြမ်းဂွေးတလန်းနဲ့ခလေးပါဆုံးမကောင်းတဲ့သူတွေဖြစ်မှာပဲအဲ့ဒီကက်ကလောင်းကစားတိတ်မရှိတော့ဂျင်ဝိုင်းဆိုတာနဲ့ခလေးကဆခွေအစုံပဲဂျင်ဝိုင်းစီကိုတွားချတာဗျမိမကြီးတွေမိမလေးတွေနောက်ပြီးတော့ဖုန်ကြီးတွေပါပါတည်တာကျွတ်တို့ကတော့ပေါက်ကြားမှာဆိုလို့ဂျင်ဝိုင်းလို့မခေါ်ဘူးဗျစကားဝေါ်လေးနဲ့လေးမျက်နှာဖျားဖို့တွားတယ်လို့ခေါ်ကြတာဟဲ့ ဘသူအိမ်မှာလေးမျက်နှာဖះကြွနေပြီကွာဆိုရင်ရရပတ်ဆံဆွဲပြီးတော့ပြေးကြတာပဲဗျ။ရောင်းကစားဆိုတာကလည်းဗျ။ဆွဲတတဲ့အမျိုးလေး။အဲ့ဒီခေတ်အခုခေတ်လိုနှလုံးထီတို့ဘာလို့မပေါ်သေးဘူးလေ။သုံးလုံးထီကရှိတယ်ဆိုပေမဲ့တွတ်တွတ်လိုရွာတွေမှာမထုံကားသေးဘူး။အစိုးရထီဆိုရင်ပိုဆိုးတာပေါ့ဗျာ။ဒီတော့ရောင်းကစားဝိုင်းဂျုံဝိုင်းတွေအပြင်အပြင်းပြေစောဖို့နေရာတခုဖြစ်လာတယ်။အစကတော့အပြင်းပြေဆိုပေမဲ့နောက်တော့ချမ်းပေါင်းနွားပေါင်းလဲပေါင်းတဲ့ထီကိုစည်းစိမ်တွတ်သွားကြတဲ့သူတွေလည်း မနေမနောရှိကြတယ်။ဂျင်းအချောင်းကိုမသိတဲ့လူတွေအတွက်နည်းနည်းပြောပြမယ်ဗျ။လေးကောင်ချင်းဆိုတာအန်စာတုံးရဲ့ပုံစံခက်ရှည်ရဲ့လှုပ်ထားတဲ့မျက်နှာလေးဘက်မှာကြက်ဝက်ဖားမွေးဆုပ်ပြီးတော့ပုံစံလေးတွေရှိတယ်။ကျန်တဲ့မျက်နှာနှစ်ဖက်ကိုတော့ထုတ်ချောင်းတက်ထားတယ်။အဲ့ထုတ်ချောင်းကိုလှည့်ပြီးတော့ကိုအေးလိုအေးကလေးနဲ့အုပ်လိုက်တာ။ဂျင်းကအလဲရက်သွားတယ်ဗျ။ဒီတော့မှဘာကောင်ကြားတယ်ဆိုပြီးတော့ဖွင့်ကြည့်ကြတာ။အပေါ်ဆုံးကကြားတဲ့ကောင်ကတော့ပောက်ကောင်ပေါ့ဗျာ ဂျင်ဝိုင်းမှာဂျင်တိုင်ရဲ့ဂျင်ကန်ရဲ့ဆိုပြီးတော့ပါတတ်တယ်။ဝိုင်းကျင်တော့ရှက်လက်ကွဲတို့ဒလန်တို့ပါသေးတာဗျ။ရွာကဂျင်ဝိုင်းမှာတော့ဂျင်တိုင်ဂျင်ကန်ဆိုရင်ပွဲပြီးပြီ။ဂျင်တိုင်ကတော့များသောအားဖြင့်ပတ်စံရှိတဲ့လူတွေကန်ကြတာများတယ်ဗျ။ဂျင်ပွဲမစခင်မှာဂျင်ကန်ကဂျင်ကိုအဆန်လှက်ရတယ်။အဆန်လှက်ရင်ဂျင်ရဲ့လေးမျက်နှာစလုံးကျတော့ပွဲဆရတယ်။လေးကောင်စလုံးကျတယ်ဆိုရင်တော့ရှင်းပြတဲ့သဘောဗျ။ကြက်ရုံနဲ့မွေရုပ်ကိုအနီအောင်ချဲထားပြီးတော့ဖားနေဝက်ကအမဲရောင် ထိုးတဲ့လူကအဲ့ဒီကောင်တွေကိုထိုးတာထိုးတဲ့နေရာမှာလည်းမြေမျိုးမျိုးကရှိသေးတာဗျဂျင်ပွဲမှာအ ਨੇ ဆုံးထိုးချက်ဘယ်လောက်ဆိုပြီးရှိတယ်ကျွတ်တော့ခက်ကတော့ဗျာအ ਨੇ ဆုံး30လက်ဖက်ရည်တစ်ခွက်ကိုတစ်ချက်ခွဲလောက်ပဲဒီလိုကြားတဲ့ခက်မှာတော့30ဆိုတာနည်းနည်းတော့များတယ်ဗျထိုးစရာအကောင်က၄កောင်ပဲရှိတာဒီကောင်ထဲကိုထိုးရင်အော်တယ်လို့ခေါ်တယ်ကိုကဖားကို30ထိုးရဲဆိုပါစို့ဂျင်းကဖားချပြီဆိုရင်ထိုးတဲ့ငွေရဲ့30ရရတယ်30ထိုးရင်30ရရတယ်ပေါ့ဗျာ ကျိုးတင်တယ်ဆိုတာကတော့ထုံးလေးလက်ရှိတယ်ဗျအဲ့ဒါကတော့ချင်းလေးကောင်တွေမှာကိုကနှစ်ကောင်ထိုးထားတယ်မိုးရဲ့ကြက်ရဲ့အနေရောင်ဆိုတော့အဲ့ဒီနှစ်ကောင်ကိုခွာထိုးတယ်အနေကျိုးတင်လို့ခေါ်တယ်ဗျဖားရဲ့ဝဲကအနက်ဆိုတော့နှစ်ကောင်ကိုထိုးရင်အနက်ကျိုးတင်လို့ခေါ်တယ်ဒါမှမဟုတ်ရင်လေဗျာကိုကြက်တဲ့နှစ်ကောင်ကိုကြက်တယ်လို့ထိုးတင်လို့ရတယ်ကျိုးတင်ထားတဲ့အကောင်တွေကကိုထိုးထားတဲ့နှစ်ကောင်ထဲမှာကြက်တဲ့အကောင်ပေါ့ကိုကတစပြင်ရတယ်တစထိုးရင်ဗျာနောက်ထပ်တစရတော့ခေါ်တာကိုထိုးထားတဲ့နှစ်ကောင်မဟုတ်ရင်တော့ တိုင်းကစားတယ်ဗျအဲ့နေက90 90ပဲခေါင်းပန့်လှန်တလို့ဗျအရာတော့နေတယ်ဗျနောက်တနေ့ကတော့ခေါင်းတိုက်တယ်လို့ခေါ်တယ်သူကလည်းနှစ်ခွထိုးတာပဲဒါပေမဲ့ဒီခေါင်းကိုပို့ပြီးတော့တင်ထိုးတယ်ခေါင်းတင်ထားတဲ့အကောင်ကြရင်တော့နှစ်စားရတယ်ဗျဖိန်ပြန်ထားတဲ့အကောင်ကြတော့အယောမရဘူးဒိုင်းကလည်းစားလို့မရဘူးဗျဥပမာဗျကိုကဝက်ကြနိုင်တယ်ထင်ရင်ဝက်ကိုခေါင်းတိုက်ထားကြက်ကိုတော့ဖိန်ပြန်ထားဝက်ရောကြက်ရော၁၀ဒီထိုး ဝေါ်ကြရင်20ထက်ရမယ်ကြက်ကြရင်တော့အရင်တခြားကြရင်တော့တိုင်စားတာပေါ့ဗျာထိုးတဲ့ထိုးသားတွေမှလည်းအမျိုးမျိုးရှိတယ်ဗျအဲ့ဒါကနောက်မှဆက်ပြောမယ်ဂျင်းကိုင်းဝတ်သူဆိုတာကတော့လူကမဲမဲတော်တော်လူကြီးဒါပေမဲ့သူကလူမိုက်တွေလိုဗလာတောက်လာတော့မဟုတ်ဘူးအထိုင်များပြီးတော့အစားတန်လို့အစီတွေတက်ပြီးဘိုက်ကြီးကတအီးနဲ့သူကရွာမှာဆိုရင်လောင်းကစားဘရင်လို့ခေါ်ကြတယ်ဗျဂျင်းနန်နီသားပြောင်းရင်ပြောင်းမယ်ဂျင်းကိုင်းကိုဝတ်သူကတော့ပွဲတိုင်းကြော်ဖုန်ကြီးတဲ့ရင် ရွာကြီးတို့တို့တို့ပဲအခုရွာအောင်ကကျွတ်တော်ဖုန်ကြီးပြန်တော်မူသွားပြီဗျလုံခဲ့တဲ့6လလောက်ကဘာကြီးကတိတ်ပြီးတော့မမာတော့ဘူးရွာကလူတွေကတော့ဖျားတနေရတာဖုန်ကြီးကိုချစ်လို့တော့မဟုတ်ဘူးစပောင်းမပေါ်ငွေပေါ်တဲ့ချိန်မှာဖုန်ကြီးပြန်သွားရဲပွဲကောင်းကောင်းသွင်းလို့မရမှရဲကောင်းကောင်းမတုံးမဖြောင်းနိုင်မှရဲကိုကြောက်လို့အဲ့ချိန်ကတော့ကျွတ်တော်ရွာသားတွေဆွတ်တောင်းတူတယ်ပြောရမယ်ကျွတ်တော်ကအစအရက်ဆိုင်ကအရက်သမားဆုံးဖုန်ကြီးစပောင်းမပေါ်ခင် မပြန်ပါစေနဲ့လို့ပဲဆုတောင်းနေကြတာအားလုံးရဲ့ဆုတောင်းကလည်းပြည့်တယ်လို့ပြောရမယ်ဗျစဘာပေါ်ပြီးလို့တက်လောက်နေတော့ဘာကြီးဖုန်းကြီးဟာပြန်လုံတော်မူသွားတယ်စိန်မိုးသားကြီးတွေကဝန်းနေနေကြပြီမဲ့တရားလုံးကတော့ပြောနေတာဗျဖုန်းကြီးမနေ့ပိုင်းပြန်လုံပြီးတော့ညနေရောက်တော့ကျတို့အိမ်မှာရွာကနေဆုတ်ယုံနေကြပြီဖုန်းကြီးစာပနာကိုတိုင်မင်းတယ်လို့နဲ့တကယ်တော့ဘဲပွဲကိုငှမယ်ဘဲဆိုင်ကောင်းတယ်ဘသူကိုအေးရင်ကျူခိုက်မယ်ဆိုပြီးတော့ငင်းခုန်နေတာဒီလိုနဲ့ဗျာပွဲဖြစ်သွားတယ်ဆိုပါတော့ ဝဲဆိုတာမျိုးကလည်းဖြစ်ဖို့ရှားတယ်ဗျအခုတော့လေကြုံတောင်းကြုံခဲပေါ့ဗျာမုံရောက်တက်ပြီးတော့နာမည်ကြီးတဲ့ဇက်ကုံငှားတယ်ဇက်ရုံနဲ့ဆောက်တယ်ပွဲရှိမှန်သိတော့ဈေးတွေကလိုက်လာကြတာဗျကျတို့ရွာရဲ့ဘုံကြီးပြောင်ပွဲကတော့အတော်စီတယ်လို့ပြောရမယ်အနာကရွာတွေမကပဲနဲ့ဟိုးဝေးလံခေါင်းသေးတဲ့ရွာတွေကပါလှဲတွေနဲ့လာပြီးအားပေးကြတာဖျားပွဲဆိုတော့လေဗျာဂျင်ဝိုင်းကလည်းပါပြီးသားပဲဂျင်ဝိုင်း၃လေးဝိုင်းရှိပေမဲ့ကိုဘတို့တို့ဂျင်ဝိုင်းကဒေသခံမဟုတ်လို့အကြီးပဲဗျာ ။မြိုင်သာမျိုးဘွားကကျန်တယ်ကတော့ပတ်စံတွေကင်ပြီးတော့ကိုဆင်းလာတာ။သူ့မှာလေဗျာ။တပိတပန်းက၁၀ရောက်လောက်ရှိတယ်။ကျုပ်တို့တွေချစ်ကုန်ဆုတ်ထားတဲ့ပတ်စံတွေဒီနေရာမှမတော့ရင်ဘယ်နေရာမှာတော့မှာလဲဟုတ်ဘူးလား။ဒီတော့ကျုပ်တို့လည်းပွဲကင်းထဲမှာရှောက်ပြီးလဲတယ်။ကျုပ်တို့အကိုကြီးကတော့ဂျင်ဝိုင်းမှာထိုင်ပစ်တယ်ဗျ။ပထမတော့ရက်ကြည့်တာပေါ့ဗျာ။နောက်တော့လေအကိုကြီးကစောက်ကျင်နေဆိုပြီးတော့ဝင်ဆော့တာအကိုကြီးကလောင်းကစားတော့ဝါသနာပါတယ်ဗျရွာမှာကြိတ်ဝိုင်းရှိရင်သူ့မိမမသိအောင်တော်တော်ဆော့တယ ေမာတင်အကိုကြီးကဂျင်ဝိုင်းမှာထိုင်ပြီးတော့ခါကြထိုးလာတဲ့ဗလာစာအုပ်နဲ့ခက်တံကိုထုတ်တယ်။ကျုပ်ကလည်းထိုးစမ်းနေတာဗျ။ဂျင်ဆော့ပါတယ်ဆိုမှဘာလို့စာအုပ်ထုတ်တာလဲ။ကဲအစမ်းလှည့်ပြီနော်။လူတွေအားလုံးငြိမ်ကြသွားတယ်။ကိုဝတ်တော့ကကျွေပကံများကလေးပေါ်ကိုဂျင်သေးကိုလှည့်တယ်။ဂျင်သေးကလှည့်ရင်းနဲ့ကြသွားတာ။ဒီကမှအကိုကြီးကဘာကောင်ကြတယ်ဆိုတာကိုရိပ်မှတ်တယ်။ကိုဝတ်တော့လှည့်ရင်းဆယ်ကာလောက်ရောက်တော့ဂျင်ကလေးကောင်စလုံးစုံအောင်ကြသွားတဲ့အတွက်ပွဲစားတယ်။ဒီမှာနေအကိုကြီးက စာအုပ်ကိုကြည့်တယ်။မွေဖဖဝက်ဖကြက်กว่าတယ်။အကိုကြီးဘာတွေအော်နေရလဲ။သူ့ရဲ့ကြဆင်ကိုစောင့်နေတာကွာ။ငါမထိုးသေးဘူး။တခြားဘာတွေကြအောင်မလဲဆိုတာကြည့်မယ်။ပထမနှစ်ပွဲလောက်ဆက်ဆောင်ကြည့်တယ်။နောက်ပွဲကျတော့အကိုကြီးကတိသွားပြီဗျ။ခုနကမွေကြထားတာဆိုတော့ငါရဲ့တော်ကင်ရအခုဖားကြမှာကွာ။ဖားကိုအော်မယ်။သူ့ရဲ့ပတ်စံ၂၀ကိုဖားတဲ့ကိုထည့်တယ်။သူပြောတဲ့အတိုင်းပဲနောက်တစ်လက်မှာဖားကြတယ်ဗျ။ကျုပ်ဖြစ်မြအကိုကြီးကိုအတော်လေးကိုလေးစားသွားခဲ့တာ 60ရတဲ့ပြင်ထိုးကြီးပါပြင်ရတာဆိုတော့အချီကြီးပြအကိုကြီးဟုတ်လားကြီးလားအေးကွာငါတို့လိုထိုးတဲ့လူတွေကိုတော့လမ်းသမားလို့ခေါ်တယ်လမ်းသမားဆိုတာသူတို့နှလုံးခေါ်ပြောရရင်တော့ကလန္နာကြဒီလိုလူမျိုးဘာပေးရင်ဘာလာမဲဆိုတာကိုမှတ်သားထားပြီးတော့အဲ့ဒီကြားစင်အတိုင်းခံမှန်းမိထိုးတာအစာပိုင်းကခံမှန်းတာမှန်မိမဲ့နောက်ပိုင်းကျတော့တကောင်နဲ့အော်မရတာဘူးဒီတခါကြိုတင်ဆိုရင်ဆိုရင်နဲ့ကြားနိုင်ကြီးများတဲ့ကောင်ကိုကောင်းတိုက်ပြီးတော့ ကျန်တဲ့အကောင်ကိုဖန်ပြန်ထားတယ်။နိုင်တလဲရှုံးတလဲအဲ့လိုဆော်ရတာ။ငါကြီးမင်းဂျင်းလှဲကနေစကားမပြောနဲ့။စကားများတဲ့ကျုပ်ကိုကိုဘတ်တို့ကသတိပေးတယ်။ကျုပ်ကလည်းငြိမ်နေရတာဗျ။ဂျင်းလှဲပြီဆိုရင်စုညံနေတတ်တဲ့ကစားဝန်းကြီးကတိတ်ဆိတ်သွားတယ်။တပွဲပြီးတော့မှကျုပ်လည်းအကိုကိုလှမ်းမေ့ကြည့်တယ်။ဒီလိုကကျင်းကြတဲ့တံကို နားထောင်ပြီးထိုးတဲ့သူတွေရှိတယ်လေ။သူတို့ကနာသမားတွေအကြသမားတွေလို့ခေါ်တယ်ကွာ ဂျင်းလေပြီးတော့အချိန်ရက်တော်လို့ပကံပြားနဲ့ထိတဲ့အခါမှာဂျင်းမျက်နှာပြင်နဲ့ကြွေပကံထိပြီးထောက်လာတဲ့တန်ကိုနားထောင်ပြီးတော့ဘာအကောင်ညာအကောင်ဆိုပြီးတော့ခံမှန်းတဲ့သူတွေရှိတယ်။ရွာတွေကနှင်းဆရာကြီးဦးများဆိုရင်ဂျင်းပကံနဲ့အနီးဆုံးမှာထိုင်နေတဲ့နာဆွမ်းတာသူကဂီတသမားဆိုတော့အတန်ကိုသိတယ်။ဥပမာကွာကြွေပကံနဲ့ကြက်ပုံစံဂျင်းမျက်နှာပြင်နဲ့ထိပြီးဆိုပါစို့ကြက်ပုံကိုထွင်းထားလိုက်ကမိုးတွေဖားလိုက်တဲ့ပုံပြီးတော့အစင်းချောင်းများများထွင်းထားတော့ သူ့အတန်ကနည်းနည်းတော့ကိုယ်တယ်လို့ပြောရမယ်။သူ့တို့ကတော့လိုက်ပြီးနားထောင်တာပဲသိပြီမသိဘူး။တကယ်လို့ကြက်တန်ကြရင်သူ့ရဲ့စက်ညင်မကမွေးပေါက်ကောင်းနားသမားတွေတကယ်အတွေ့အကြုံများရင်တော့ဘယ်ကောင်လဲဆိုတာတန်းသိတယ်တဲ့။အခုလဲဦးမြကြီးရှိမှပတ်စုံနဲ့စုပုံထားတာအပုံလိုက်ကြီးဂျင်းဝိုင်းနားမှာလဲလူတွေကအုံခန်းနေတာ။ကိုရဆလိတ်လက်ဖက်ရည်မုံရောင်းနေသူတွေလဲဝိုင်းနေတာ။သူတို့ကလောင်းကစားသမားတွေကိုဈေးတင်ပြီးတော့ရောင်းကြတာ။အပြင်မှာဆေးဘော်ရီတလေးကတမန်းဆိုရင် သူတို့ကငါးမိုးနဲ့ရောက်တာဈေးတင်မှန်သိပေမဲ့လောင်ကစားသမားတွေကဝယ်စားတာပဲလေငွေကလည်းလွယ်လွယ်ရနေတာကိုနောက်ပြီးတော့လောင်ကစားဝိုင်းကနေဖိမကြွချင်တော့ဘူးလေကျွတ်လို့ဆိုရင်တော်တော်လေးကိုဝယ်စားဖြစ်တယ်လောင်ကစားဆိုတာကဒိုင်းကကြီးစားဖို့လုပ်ထားတာမဟုတ်လားညတကောင်ရောက်တော့ကျွတ်တို့နှစ်ယောက်မှာပါသမျှကုန်းပြီဟုတ်ကောင်လေးတွေမထုံးရင်ထွက်တော့ကိုဝတုကကျွတ်တို့ကိုနှင်နေပြီဗျဒီချိန်မှာအကိုကြီးကသူ့လက်စုပ်ကိုချွတ်ကြည့်တယ်ကျုပ်လည်းသိလိုက်ပြီအကိုကြီးဖြစ်ပါမလား ကိုကြီးလက်စစ်ကမရည်မရွှေကိုလှုပ်ပေးထားတာမလား။သူတိသွားရင်ဒုက္ခပဲနော်။ဟာကွာ။ညားကားမှပွဲခင်းထဲမှာကြောက်ပြောက်သွားတယ်လို့ပြောရင်ပြီးပြီပေါ့။မင်းသာနှုတ်လုံအောင်နေ။ကိုဝတ်တုကသူ့ချင်းဝိုင်းနောက်မှာထားနေတဲ့လူကြီးကိုထုတ်ပြတယ်။ကလားကြီးပြ။သူ့စီသွားတော့သူကပက်လက်ကလက်ထိုင်နဲ့ဇပွဲကုံနဲ့တပိတည်းနဲ့သူကအယောင်းဝယ်တောင်းဝင်ကန်းပတ်စံကိုရင် သူ့စီမှာသွားရောက်လို့ရတယ်။ပေါင်းလို့ရတယ်စသဖြင့်ပေါ့ဗျာ။၃00ပေးမယ်။ယူချင်းယူမျိုးချင်းနဲ့ ကျွတ်တို့လည်းမရတော့ဘူးဗျပတ်စံကနဲတယ်ဆိုပေမဲ့ယူလိုက်ရတယ်အဲ့ဒီတော့ရနဲ့ဆက်ထိုးရင်နိုင်လိုက်ရှုံးလိုက်ပိတ်လိုက်ဖုံးလိုက်ဖြစ်တယ်အလုပ်ဖြစ်သွားတာကတော့ဘေးနာကဈေးတည်းဈေးကြီးကြီးနဲ့ရောင်းမှန်းသိပေမဲ့ငွေကလွယ်လွယ်ရတာဆိုတော့ဟိုဟာဝယ်စားလိုက်ဒီဟာဝယ်စားလိုက်နဲ့တဏိုင်းလောက်ကြတော့အဲ့ဒီငွေ300လည်းကုန်သွားတယ်ဒီမှာတဲ့အကိုကြီးကကလာကြီးစီကိုထထသွားတယ်တော်လောက်ပါပြီကိုကြီးရာကျွတ်တို့ပြန်ရအောင်မြမရဘူးကွာငါ့ကိုဒီလိုအကြောတော့မခံနိုင်ဘူးတခါတခါ ထားဖောက်တာကလွဲလို့ငါးပေါက်လန်းတွေကမှန်တယ်မို့လားကျုပ်လဲပေါင်မယ်အကိုကြီးကပြောတော့ကျုပ်ဖြင့်ခေါင်းကိုထုပ်ပို့သွားတာပဲအကိုကြီးကခလေးမွေတော့အဖေကသူတို့ကိုလဲငါးဧကခွဲပေးလိုက်တယ်ဓမ္မရင်ကလားကြီးကကောင်းနေတယ်မင်းတို့ကဘယ်သူထောက်ကမ်းပါလဲဒီကမှကိုဝတ်တို့ကနောက်ကိုလှည့်တယ်ဒီကောင်လေးကတကြီးသားတွေဗျယုံလို့ရတယ်လဲငါးဧကကိုပတ်စံ၃00ပဲရပါလေဗျအကိုကြီးကတားမရတော့ဘူးသူ့ရုပ်ကြီးကဒေါသထွက်နေပြီးတော့ ရှိုးရှိရဖြစ်နေတယ်။ညတကောင်ရောက်တော့ရှိသမျှပဆံကုန်တာပဲ။ကျုပ်ပြင်အိမ်တော်မပြောင်းရဘူး။ပဆံမထုံးနိုင်တော့ဝိုင်းထဲကလည်းမောင်းထုတ်ခံရတယ်။ဒီတော့မှအကိုကြီးလည်းခေါင်းငါချက်ကျသွားတယ်။အကိုကြီးကျွတ်တို့ဘယ်လိုလုပ်မလဲ။အကိုကြီးကတွေ့တွေ့ကြီးကိုရက်နေတာဗျ။ငါယောက်ျားပဲကွာ။ငါစကားငါတာဝန်ယူမယ်။မက်ရွှေကိုတီးသွားရင်တော့လင်မယားကွဲမလားမသိဘူး။အဖေကတော့ဗျာ။အကိုကြီးကိုစော်ဘလောက်တီးမှာအသေးချပဲဗျ။ပြီးရင်ကျုပ်ဘက်ကိုလှည့်လာမယ်။ ျုပ်ပါရဲ့သားနဲ့ဘာလို့မတားတာလဲဆိုပြီးတော့ဒီတော့ကျုပ်တို့လည်းစိတ်ညစ်ညစ်နဲ့ပွဲခင်းတဲ့ကထွက်လာတော့လမ်းမှာဥပဒါနဲ့တွေ့တယ်။ဥပဒါကြီးကအခုမှရွာထဲကထွက်လာတာ။ဟာမင်းတို့နှစ်ယောက်မျက်နှာတွေကလက်ဓာတွေကိုမှိုင်နေပါလား။ဗါလေမင်းတို့တွေလောင်းကစားရှုံးလာပြီထင်တယ်။ဒါပေါ့ဗျာအကိုကြီးလေကိုဝတ်တို့ဝိုင်းမှာဝင်ဆော့တာရှိသည်မကုန်းထဲပြင်လက်စုပ်လည်းဆုံးသွားတယ်ဗျ။နောက်ပြီးတော့လေလေငါးအိတ်ကောက်ကိုလည်း၃000နဲ့ပေါင်လာခဲ့တယ်။ ဥပဒါကြီးဟာအံ့ဩတော့တယ်ဗျမင်းတို့ကွာဝတ်တိုးအချောင်းကိုတည့်ရတာနဲ့မင်းတို့အခုလိုခံလိုက်ရတာမဟုတ်လားကိုဝတ်တိုးကဘာဖြစ်လို့လဲမှတ်ထားကွလောင်းကစားမှာကန်းဆိုတာမရှိဘူးညံသမားတွေကြီးပဲငါထင်တော့ဝတ်တိုးကမကောင်းတဲ့နီလန်တစ်ခုကိုတုံးထားတယ်လို့ထင်နေဟာဗျာကျုပ်တို့ရှိမှတင်းကိုလှက်နေရလေအကိုကြီးကဝင်ထောက်ပြောလိုက်တော့ဥပဒါကြီးကကြီးလိုက်တယ် မင်းတို့ကမြင်ရတာကိုပဲသိတာကိုကမမြင်ရတာကိုမှမသိတာဒါဆိုဗျာကျုပ်တို့ကိုကုညီပါအောင်ဥပဒါကျုပ်တို့အိမ်အောင်မပြောင်းရတော့ဘူးကျုပ်လည်းကြောက်ကြောက်လန့်လန့်နဲ့အကူညီတော့ဥပဒါကစဉ်းစားတယ်အေးလေတစ်ဖက်ကညစ်ပတ်တော့လေငါလည်းပြန်ပြီးတော့ညစ်ပတ်ရမှာပဲမင်းတို့ဆော့ကြကွာငါကတော့မဆော့ဘူးအဝေးကနေပဲရက်ကြည့်မယ်ဥပဒါကြီးကသူ့အိတ်ထဲက90တန်တရွက်ကိုထုတ်ပေးတယ်ငါဝိုင်းအပြင်ကနေရက်ကြည့်မယ်ကွာ ငါလက်ထောင်ပြတဲ့အတိုင်းမင်းတို့ဩကြလက်တချောင်းထောင်ရင်မွေးလက်လက်ချောင်းထောင်ရင်ကြက်လက်သုံးချောင်းထောင်ရင်ဝက်လက်လေးချောင်းထောင်ရင်ဖားကွာဟုတ်ပြီလားတို့တို့လည်းဂျင်ဝိုင်းတဲ့ကိုပြင်ရောက်လာတယ်သကောင်ကြော်ပြီးဆိုတော့လူလဲတော်တော်လေးကိုပါသွားပြီဗျတို့တို့လိုကုံတဲ့သူတွေပဲကြံနေခဲ့တာကျွတ်တို့ဝိုင်းတဲ့ကိုဝင်ထိုင်နေဂျင်ကိုလှည့်ပြီးတော့ကျွတ်တို့ထိုးလို့ရပြီကျွတ်တို့လည်းဥပဒါကြီးကိုလှမ်းကြည့်တယ်ဥပဒါကြီးက မဲစေပုတ်တလူလူနဲ့လက်တချောင်းကိုထောင်းပြတယ်။ဒေရောကျွတ်တို့လည်းပတ်စံ90စလုံးကိုမွေးကိုပုံအောင်ထိုးတယ်။ဂျင်ကိုဖုံးလိုက်တော့မွေးပြကျွတ်တို့ဖြင့်ပြပြောသွားတာ။ဒေရောနဲ့ဥပဒါပြောသည်မအကောင်တွေကိုရှိတဲ့ပတ်စံကြီးအကုန်အောပြီးထိုးတာ။ဒိုင်းကလည်းရောရတယ်ဗျ။ဂျင်ကိုင်ကိုဝတ်တို့ကမျက်နှာပြက်နေပြီ။စိတ်ပွဲလောက်ဆော့ပြီးတော့ကျွတ်တို့လည်း3500လောက်နိုင်လာပြီ။ဥပဒါကြီးဝိုင်းထဲကထွက်တော်တာနဲ့ကျွတ်တို့လည်းအိတ်ချင်တယ်ဆိုပြီးတော့ပြန်ထွက်ခဲ့တယ်။ဒါပေမဲ့ကိုဝတ်တို့ကတော့မကြည့်နဲ့ဖို့ဗျ။ လာကြီးကို3000ဆက်တယ်။ရွှေလက်စက်ကိုလည်း300နဲ့ပြန်ဝယ်တယ်။ကလာကြီးက900တောင်းတာဗျ။900မရရင်မရောမှုတဲ့။ဒါနဲ့ပဲပြန်ဝယ်ခဲ့ရတယ်။သူ့တို့ဝိုင်းပြင်ကိုတွတ်တော့ဘူပတာကြီးကဇယုံနာမှာမတက်ရက်နေတယ်။အကိုကြီးကသူ့အိတ်ခရဲကနေတရားထုတ်ပေးတယ်။ကျေးဇူးတင်ပါတယ်ဥပဒါကြီးရာ။ဥပဒါကြီးကိုကျန်တဲ့ငွေနဲ့ပဲကတော့ပါတယ်။အေးကွာဒီကောင်လေးကတတော်ကိုရုံးပါတယ်ကောင်လေးပဲ။ဂျဲမ20သိမ့်ပြီးတော့လှုပ်ရှားနေတာကွာ။ ငါရောက်တော့ဒီကောင်နှစ်စင်းကိုလှုပ်ရှားမရအောင်လို့ချုပ်ထားတယ်။ဒီကောင်ရွှေခန်းကျင်တိုင်းရွှေတို့မရဘူးကွာ။ပြီးတော့ဝတ်တော့ကဂျဲမာတူထားကျင်တဲ့ကောင်ကိုလူထိုးနေတဲ့ကောင်ကိုနှစ်စင်းကိုချခိုင်းတာ။သူ့လှဲလို့ကြတာကတခုဖြစ်ပေမဲ့ထိုးပေးသွားရင် နေတဲ့ကောင်ကိုပဲချပေးခိုင်းတာကွာ။ဒီတော့မှကျုပ်တို့လည်းသဘောပေါက်သွားတယ်။ကျုပ်စိုးတော်တော်လေးကိုဒေါသဖြစ်တာ။ဒါဆိုလေဥပဒါကြီးရာ ဒီလူတွေမွေးတော့အောင်လုပ်ကြမယ်ဗျာတော်ဆန်းကောင်လေးလောဘမတက်နဲ့ကွာကိုကုံသွားတာပြန်ရရင်တော်ပြီမို့လားငါကနှစ်စင်းကိုပဲလုံးလို့ရမယ်ကွာလူတော့လုံးလို့မရဘူးဟိုကောင်တွေကမင်းတို့ကိုမချင်နဲ့လို့လုပ်ပါပြီတဲ့မင်းတို့ဘယ်လိုလုပ်မလဲဥပဒါပြောတာလည်းတဘာဝကြပါလေဗျာဒီကောင်တွေကငကိုကလေးကလက်ရဲစဲသမားတွေတို့တို့ကိုတခုခုလုပ်ရင်ခံရမှာပဲဒါနဲ့ပဲဥပဒါကြီးနဲ့တို့တို့ပွဲခင်းတဲ့ကိုဝင်လာတယ်တကောင်ကျော်ပြီးရင်ယုံကကွင်းနေပြီလေတို့တို့လည်း သူတို့ကားလက်ဆဇတ်တုတ်ကိုတူတူကြည့်ပြီးမနဲ့မိုးလင်းကနေမှပြန်လာကြတယ်။ရွာဝင်တမလန်လေးကိုဖြစ်တော့လူကရှင်းနေပြီ။ရွာကလူတွေတညလုံးပွဲကိုက်လို့များအိတ်နေချလာမသိဘူးဗျ။သူတို့တော့ရလမ်းလျှောက်လာရင်လည်းတမဘင်းနေကြားကနေလူတွေထွက်လာတယ်။သူတို့မသိတဲ့လူတွေလေးယောက်ဗျ။ဟဲ့ကောင်တွေမပြေးနဲ့။သူတို့စီကိုပြေးလာကြတာ။သူတို့လက်ထဲမှာလည်းဝင်းရင်တုတ်တွေကိုကင်ထားတယ်။သူတို့လည်းလမ်းသွားတာဗျ။တကယ်ကိုလူမိုက်တွေ။ဘုဘသားကြီးက တယ်လူမိုက်တွေဆိုပြီးတော့မြေကြီးကိုခြေဖနှောင်းနဲ့ဆောက်လိုက်တော့ဒူလေးရောက်မြေပေါ်ကိုလဲကျသွားတယ်သူတို့ကထပ်ပြီးကုန်းထားတယ်ကုန်းထားပြီးမတက်ရက်တာနဲ့အမိုးသမားတွေလိုမျိုး ခြေမခိုင်လက်မခိုင်နဲ့ပြန်ပြန်လဲကျတာဒါကွာဒီအမိုးသမားတွေနဲ့ဖတ်ဖြစ်မနေနဲ့သွားချမယ်ဥပဒါပြောတော့ကျုပ်တို့လည်းအဲ့ဒီညာကနေထွက်လာတယ်ဟိုလူကတော့ဗျာမတက်ရက်လိုက်ခွေပြီးတော့လဲကျလိုက်နဲ့ကြံ့နေခဲ့တာနောက်ရက်ကျတော့အကိုကြီးကသူတို့အိမ်နောက်ခွေးကငပြောတခိုင်ခေါက်ခိုင်းပြီးတော့ဥပဒါကြီးကို ဖမ်းပြီးတော့တွားပေးတယ်။ဘိုးဘသားကြီးကဲလို့ပြမဟုတ်ရင်ခုနောက်ဆိုရင်တော့အကိုကြီးနဲ့မရွှေဘူးလို့သူတို့လည်းများကွဲနေတာပဲထင်တယ်။အဲဒီနောက်ပိုင်းကဆက်ပြီးတော့သူတို့လည်းဂျင်ဝိုင်းဘက်ကိုမလှည့်ကြတော့ဘူး။တခါတေးဘူးပြင်မိုးနားလေဆိုတဲ့လိုမျိုးဖြစ်သွားတာ။ကိုဘော်တို့လည်းနောက်ပိုင်းကျတော့သူများတက်လို့တေးသွားပါလေပြ။မကျင်တဲ့လူကချောင်းမီတက်တယ်လို့ပြောတာပဲ။သူများဘက်မှာရုံမာတဲ့နီလန်နဲ့ဖြန်ကြတဲ့လူတွေရဲ့နေကုန်ပေါ့ဗျာ။ဒီနေ့တော့ဒီလောက်နဲ့ပဲတော်ပြီဗျ။နောက်နေ့ကျမှပဲတခြားအကြောင်းကိုဆက်ပြောမယ်။ ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြီးဆုံးပါပြီနာတော်ရာစင်တို့ပြည့်တဲ့ကြီးလဲဆေးချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ